ကိုကျွန်တော်နိုင်ငံဒီမိုကရေစီဆိုရပါဒီမိုကရေစီဆိုရပါလို့ပြောပြောပြီးတော့ဒီမိုကရေစီနဲ့မညီတဲ့အာဏာရှင်လောက်ရတဲ့နေကျွန်တော်တို့ဒီအကြမ်းဖက်လောက်ရတဲ့ကိုလောက်တာကကျွန်တော်နေတဲ့ကျောင်းသားတွေနဲ့လုံးဝလက်မခံနိုင်ပါဘူးအဲ့မှာရှိတဲ့ဆန္ဒနဲ့တော့ကျောင်းသားတွေပဲပြည်သားတွေပဲလိုအပ်တဲ့အချက်လက်တွေရှိရတယ်လို့တောင်းဆိုတာ။ဒါမင်းတို့ကမှန်တယ်လို့ဘုလိုပါလေ။ကျောင်းကဟန်စီရိုင်းနေတာ။ ဆိုရတယ်ဘယ်လိုလဲဒီသူတို့ကျွန်တော်တို့ဒီရောက်နေကတော့ဆရာတယောက်နေတော့လုံးဝမကြိုက်ဘူးအဲ့တော့ဒီចောင်းသားရဲ့အကျဉ်းသူကလည်းပတ်သက်ပြီးတော့ចောင်းသားတယောက်အနေနဲ့ရောဒီပြေနေပြန်တဲ့ကိစ္စចောင်းသားများတမကကူဆောင်တာဟုတ်လုံးဝစန့်ကျင်နေကန့်ကွက်တယ်ရှုံချတယ်။ဒါနဲ့ပတ်သက်ပြီးတော့လည်းဒါဟုတ်ပြမှုတိုင်းအေးအေးပဲကိုလည်းကော်မရှင်ဖွဲ့ပြီးတော့ဒါကော်မရှင်ဖွဲ့ပြီးတော့စုံစမ်းစစ်ဆေးမှုလည်းကျွန်တော်တို့အနေနဲ့တောင်းဆိုတယ် ခံကျောင်းသမဂ္ဂအကြောင်းသားတွေစုပြီးတော့ဗောနော်ဒီ LeBron မှာအကြမ်းမဲ့ခံရမှုကိုကျွန်တော်အနေနဲ့လက်မခံနိုင်အောင်ရှုံးချတယ်။အဲဒီရှုံးချရပြီးတော့ဆက်ကျွန်တော်တို့ဒီထောင်ထဲမှာတာရီထောင်မှာမတရားဖမ်းခံရတဲ့သူတွေလွတ်မြောက်ရေးအတွက်ကိုကျွန်တော်အကြောင်းသားတွေကနေစုပြီးတော့ဒီလက်မထိုးရကမ်ပိန်းလုပ်မှာဗောဒီအစိုးပြုလာတွေကိုဟိုနိုင်ကွညူတဲ့ချိန်ဆက်ပြီးတော့ကျွန်တော်တို့ပို့ပေးမယ်။ဒါဒေတာအသီးသီးမှလည်းလုပ်နေကြတယ်။အဲတော့ကျွန်တော်ဟင်းလာမှလည်းကျွန်တော်အကြောင်းသားတွေကနေဥဆောင်ပြီးတော့ဒါလေးကိုလိုက်လုပ်တာဗော။ လူဘက်ကကြီးကြီးပေါ့နော်သူဘက်ကကြီးတော့ဒီခါပါပဲဘိုးဘက်ကကြီးတော့ဒီခါပါဒါပဲလေအများနဲ့အကြောင်းသားဒီဘက်ကလူငယ်တွေဆန္ဒကိုလက်ရောဖို့တော့လိုအပ်တယ်လို့ပြောတယ်ဒါဒီဒါဒီလိုရိုင်းတဲ့ဖန်ဆီးလို့ပါဦးလေ Facebook တွေပေါ်မှာတွေ့နေရစိတ်လည်းမကောင်းဘူးကိုလည်းတစ်ချိန်ကကြောင်းသားပဲခုနပြောသလိုပေါ့အိမ်တိုင်းမှာစီသားရှိဘူးအိမ်တိုင်းမှာရဲမရှိကြောင်းသားဆိုတာအိမ်တိုင်းမှာရှိရတဲ့ဒီအရေးကကြောင်းသားအရေးကပြည်သူတွေအရေးလို့ကျွန်တော်ထင်တယ်လေ ောက်တစ်ခုကဒီចောင်းသားတွေအခု diary ကနေပြီးတော့29ဦးလွတ်ပြေးတယ်။နောက်ဒီ29 25ရက်နေ့မှာလည်းဒီသူတို့ရုံးထုံးမဲ့အစီအစဉ်တွေရှိတယ်။အဲ့ခါမှာလည်းចောင်းသားတွေကိုရောအရက်ဖက်လူဖွဲ့စည်းရော activist တွေရောအားလုံးတွင်းချက်မရှိလွတ်ပြေးဖို့ကျွန်တော်တို့ဒီပြည်နေပြည်နယ်ကចောင်းသားများတပ်မကမှာဒီ title နဲ့ အကြံပြုတယ်နောက်တစ်ခုကဒီចောင်းသားတွေကိုပဲလွှတ်ပေးပြီးတော့အရက်ပတ်လူမှုဖွဲ့စည်းတွေ activities တက်ကြလို့ရတယ်လို့လွှတ်မပေးဘူးဆိုရင်ကျွန်တော်အနေနဲ့ဒါကိုလွှတ်ပေးရစီဝိုင်းဝန်းတောင်းဆိုသွားမယ်ဒါကဥရင်နဲ့အညီလောက်တယ်ဆိုပေမဲ့သူတို့ဒီဥရင်နဲ့အညီလောက်တာမဟုတ်ဘူးသူတို့ EU မှာတနံပေးထားတယ်လူတယောက်ကိုဖမ်းဖို့အတွက်ဆိုလို့ရှိရင်နှစ်ယောက်ကချုပ်ရမယ်ပြီးရင်တယောက်ကလက်ထိတ်ခံရမယ်ပေါ့ EU ကတနံပေးထားတယ်ဒါပေမဲ့တကယ်တကယ်လောက်တဲ့အချိန်မှာသူတို့လုံလုံလုံကြီးနေစနစ်နဲ့လောက်တာမဟုတ်ဘူးဥရင်မဲ့ ဝယုံသုံးကားနဲ့တောင်မတရားကိုရဲကြောင်း20လောက်ကဝိုင်းပြီးရိုက်တာမျိုးတွေလုပ်တယ်ပေါ့ဒါတွေကဥရိမလုပ်တဲ့လုံရက်တီကိုလုပ်ပြီးတော့ဥရိနဲ့အညီပါလို့ပြောနေရအောင်လဲကျောင်းနဲ့လုံဝရှုံးချတယ်ဒီကိစ္စကိုအစိုးရတာဝန်ရှိသူအနေနဲ့တာဝန်ခံမှာတာဝန်ယူပါသူတို့မှအပြစ်ရှိကြောင်းကိုကျွန်တော်အနေနဲ့ဟိုဝန်ခံတာမျိုးကျွန်တော်လိုလားတယ်